ဒုတ်ကွေယောဂါဆိုတာဖိုင်ရက်ဘူးတစ်မျိုးကြောင့်ဖြစ်ပြီးအေဒီကိုက်ချင်းမှတဆင့်ငူဆက်တက်တဲ့ယောဂါတစ်မျိုးဖြစ်ပါတယ်။သွေးလွန်ဒုတ်ကွေအဖြစ်များဆုံးလက္ခဏာတွေကတော့အဖျားကြီးခြင်းဆန်းတုပ်ခြင်းမျက်လိုအနောက်ဖက်အောက်ခြင်းခေါင်းကိုက်ခြင်းကြွက်သားနဲ့အယိုးအဆစ်များနာခြင်းကိုက်ခဲခြင်းပြုတ်အန်းခြင်းအရေပြောင်းအနင်းဆက်များထွက်လာခြင်းပင်ပန်းခြင်းနဲ့နှုံခြင်းတခါတလေအကျင့်များကြီးလာခြင်းတို့ဖြစ်တတ်ပါတယ်။ ထက်ပေါလက္ခဏာများဖြစ်ပေါ်ပါကစေခံပြပြီးသွေးလွန်တကွေဖြစ်မဖြစ် ချက်ချင်းစစ်ဆေးပါအောက်ဖော်ပြပါယောဂလက္ခဏာတစ်ခုထပ်ပိုးပြီးခံစားရပါကနှင်းဆက်ရာဆေးရုပ်တို့အမြန်သွားရောက်ပြီးစေကူတာမှုခံယူဖို့လိုအပ်ပါတယ်လူငယ်လေးလေးဒီလူလေရတဲ့အလုပ်တွေလုပ်ကြမှာပဲဒါမင်းကြီးဆိုရှင်လည်းမကောင်းတဲ့ level ရောက်သွားတယ်မင်းကြီးမှာအများကြီးပဲအဲ့အမားတို့ကလည်းဟိုရွေးချယ်ရနှစ်ခုပဲရှိရွာကိုဒီမကောင်းတဲ့ level ကိုသွားမှလား ဒီစကမှာလုံးမှာလာဆိုရင်နှက်လမ်းပဲရှိရတယ်ငွေပြများလိုချင်လို့ရှင်လေအဲ့လိုမျိုးဆိုတော့လူငယ်အနေနဲ့လူငယ်တွေလည်းအပြစ်မပြောလို့ပါဒါပေမဲ့ဟိုအခုပြောပြရဲဆိုတာလည်းအဲ့လိုမျိုးကိုယ့်လူမျိုးဒုက္ခမခံစေချင်လို့ပြောပြရလည်းရှိတာသူမကတော့စားဖြတ်လုပ်ငန်းတွေကနေထွက်ပြေးလွတ်မြောက်လာသူပါစာဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးသူမကြုံတွေ့ခဲ့ရတဲ့အထွေချုပ်ကိုပြန်ပြောပြတာပါပြီးတွင်မှာတော့မြန်မာလူငယ်တွေကအခက်အခဲအမျိုးမျိုးနဲ့ခါးသီးရင်ဆိုင်နေရပါတယ် အလောက်ကန်ရှားပါမှုပြဿနာကိုယ်စင်းနှုတ်အဆမတန်ကြီးမြင့်မှုပြဿနာစကောင်းစီရဲ့စစ်မှုထမ်းအတင်းအဓမ္မခေါ်ယူတဲ့ပြဿနာတွေကမြန်မာလူငယ်တွေအတွက်တော့တကယ်အကျယ်တဲပါ ။ဒါတွေကိုဖြေရှင်းဖို့အတွက်သူတို့တွေကထရပ်ပေါက်အမျိုးမျိုးကိုရှာဖွေနေရတာပါ။ငွေကြေးအင်အားချို့တဲ့တဲ့မိသားစုကနေကြည်ပြင်းလာရတဲ့လူငယ်တွေအတွက်တော့ပြည်ပကိုထွက်ပြီးအလုပ်လုပ်ဖို့ကစိတ်ကူးရင်လို့မရတဲ့အခြေအနေတရက်အဖြစ်ရှိနေပါတယ်။တဖက်မှာလည်းစမူထန်ခေါ်ယူမှုဖိအားကြီးကလည်းရှိနေပြန်ပါတယ်။ဒီတော့မြမလူငယ်တွေကသူတို့ရဲ့အကျက်တဲတွေကိုဖြည့်ရှင်းဖို့အတွက်စားဖြတ်လုပ်ငန်းတွေကိုမျက်စိကျလာတာပါ ်စစ်မှုထမ်းပြဿနာကိုလည်းဖြည့်ရှင်းပြီးသားဖြစ်တယ်လို့လဆောင်ဝင်ဝင်လဲကောင်းလို့စားဖြတ်လုပ်ငန်းတွေမှာသူတို့ရဲ့ဘဝတွေကိုဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြရတာပါဒီစကန်နေကြတော့ပင်လည်းမပင်ပါဘူးနောက်တစ်ခုကကြတော့သူတို့ရာပြဿနာအများကြီးလည်းရတယ်အဲသူတို့ရှင်ဒီထိုင်မှုအဆင့်တားလည်းမြန်မာထက်တော့အများကြီးမြင်တယ်လေအခုဘန်ကောက်မှာဆိုရင်လည်းရှိရပါပဲအခုကမ္ဘောဒီးယားမှာဆိုရင်ကမ္ဘောဒီးယားနိုင်ငံဆိုတာကိုယ်ရေးထက်ငွေကြေးဖောင်းပါတဲ့နိုင်ငံ ဒါမဲ့ကအိမ်မှာအလုပ်တော်လုပ်နေတဲ့လူတွေကိုတော့အအဆင်ပြေရဆိုတာပဲသူကပြောတာပေါ့နော်အဆင်ပြေရလာခဲ့ပါဒီမှာဆိုလို့ရှိရင်အဆင်တမ်းမိမိလည်းနေရတယ်အဲကွနဲ့နေရမယ်အဲရာသီဥတုကလည်းအဆင်ပြေရပြုလို့ရှိရင်ဖင်းရတော့တော့ပစ္စည်းရလည်းအလွယ်တကူကိုလိုချင်တဲ့ဟာရှိရပေါ့နော် ပြီးတော့လူငယ်ဖြစ်တဲ့လူလေးလည်းနေလို့ရမယ်ပြီးတော့ဒီလိုစစ်မှုထမ်းရဲ့ကိစ္စတွေလည်းအမအုပ်တဲ့ပြုစရာမလိုဘူးပေါ့နော်တကယ်တော့စစ်မှုထမ်းရဲ့ဆိုတာလေဟို တခြားနိုင်ငံတစ်ခုခုနဲ့အမကစစ်ဖြစ်နေရလို့ကိုရစစ်တပ်ထဲဝင်ပြီးတော့စစ်တိုက်ပေးရဆိုတာဒါကလုံးချင်တယ်ကွာဘာလို့လဲဆိုတော့နော်အခုကကိုလူမျိုးအချင်းချင်းကြီးကိုဟိုပြန်ပြီးတော့တိုက်ဖို့စစ်တပ်ထဲဝင်လာတယ်ဆိုတော့ဘယ်သူမှမဝင်ချင်ဘူးကွာလာအတိအကျတော့အဲ့အတောင်အမကတော့သွားတာပေါ့နော်နင်တို့ဒီကနေ့ဘယ်လိုပြေးမှလဲရေတွေနဲ့ဟာဦး ိတ်လေမောင်းနေလူမရှိပါနဲ့နင်တို့ဟိုဘက်ကအဲ့မှာမှာဟိုဘက်ကရဲနေတွေ့မှာမသိဘူးအော်ပါပဲနေနေမှာပဲမောင်းကန်ကူလေဟိုဘက်ကမ်းမှာစစ်သားပလေခိုင်းစစ်သားဖမ်းမှာအဲ့ဒါအကောင်းဆုံးခြေထဲအောင်းနေရမယ်ဘယ်ရောက်လဲဩမိမမ ဟဲ့ဘာလို့ကဘယ်ဟိုသွားမှာတော့ဟုတ်လို့ငါတို့ဂိဟွားကိုထွက်မလားဂိဟွားထွက်ကြမလားငါတို့အိမ်ပြန်ရအောင်ပြီးတော့ထွက်မလားပြန်ပါပြိလိုက်ပါပြီဆိုတော့ဘယ်လိုထွက်လာလဲဆက်ကားရေဝင်လာတော့ပြိတော့ဒီလားကားပြိလိုက်ပြီလို့ပြောရတာမလားဒီကနေတော့ဟိုဘက်မှာဟိုင်းစစ်သားရရှိတယ်လေဟာကားဘက်ကကတ်သွားမလဲဒီလိုမျိုးကတ်သွားရင်ဘယ်လိုသွားဘယ်ရောက်ဟောရောက်ပါလေရောက်လာသွားမယ်လေအဲ့ဒါဆိုကျွန်တော်ကမဲဆောက်မှနေရဆိုတော့ဒီမြောက်ဒီဘက်မှာရှိနေတဲ့ဒီကြက်ခန့်လုပ်ငန်းတွေ ဒီပုဂ္ဂိုလ်တို့ဘာလို့မှရှိနေတဲ့ဒီကြားဖြန့်လုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်မြန်မာလူငယ်တွေကဟိုဘယ်လိုပြောမလဲအာဓမလူကုန်ခုခံရတာမဟုတ်ဖဲနေကိုကိုတိုင်းလိုလိုလားလားနဲ့ကိုအဲ့နေရာမှာသွားပြီးတော့အလုပ်လာလုပ်တယ်အဲ့နေရာကိုသွားပြီးတော့အလုပ်လာလုပ်ကြတာဒါမျိုးတွေကျွန်တော်အများကြီးကြားနေရတယ်ဒါကတော်တော်ဆိုးရိမ်နေရကောင်းတဲ့အခြေအနေပါဒါကစေအုပ်စုရဲ့တမင်ကြီးရဲ့ချက်ရှိရှိနဲ့လူငယ်တွေကိုဖျက်ဆီးတာဖြစ်တယ်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကိုဖျက်ဆီးနေတာဖြစ်တယ် ဒီလိုပဲကျွန်တော်ကတော့ဟိုသုံးသပ်မိတယ်ပေါ့နော်ဒါတူတူရည်ရွယ်ချက်ရှိရှိနဲ့ကိုတမင်လုပ်နေတာဆိုတာတွေက မြန်မာလူငယ်အများစုကလူကုတ်ကူးခံရပြီးစားဖြတ်လုပ်ငန်းတွေကိုရရှိသွားကြတာမဟုတ်ပါဘူးစားဖြတ်လုပ်ငန်းတွေမှတိတိယက်နဲ့သူတို့ရဲ့စိတ်ဆန္ဒအရဝင်ရောက်လုပ်ကမ်းနေကြတာပါခေအခြေအနေအရနိုင်ငံရေးစီးပွားရေးဘာတစ်ခုမှမကောင်းပဲစစ်ဖြစ်နေတဲ့နိုင်ငံတနိုင်ငံကလူငယ်တွေအတွက်တော့စားဖြတ်လုပ်ငန်းတွေဟာသူတို့အတွက်ဝင်ရှာလို့ကောင်းတဲ့မျက်စိကျစရာအလောက်ကမ်းတစ်ခုအဖြစ်ရှိနေပါတယ်လုပ်ငန်းကိုရောက်နေပြီဖြစ်တဲ့လူငယ်ဆိုလို့ရှိရင်လည်း ဟိုပစ္စံရှာဖို့ကိုယ့်ရဲ့အဓိကရည်ရွယ်ချက်ပစ္စံရှာမယ်ဆိုရင်ပစ္စံကိုပဲအဓိကရှာကြပါကိုယ့်ကိုတိထပ်ပို့ပြီးတော့ social နဲ့တော့မလုပ်ကြပါနဲ့အခုဆိုရင်လည်းလူငယ်ကအာပစ္စံလိုချင်တဲ့ရည်ရွယ်ချက်နဲ့လာကြတယ်ဒါပေမဲ့သူတို့ကိုယ်ကောင်ကအိတ်ထဲလေးရောက်လေးရောက်ပျက်စီးသွားကြတယ်ကွာဟိုတုံးရဲစားရဲ အဲပစ္စံကလည်းပေါ်ပေါ်တီတီရလာပြီဆိုတော့လေတုံးလဲစားရဲကိုကိုကိုဖြတ်စီကြရဲအဲ့လိုမျိုးတွေတွေ့နေရပါတော့ကိုပစ္စံရှာဖို့ရွယ်ချက်ဆိုလဲပစ္စံလဲရှာပါကိုကိုအဲ့ဒီထက်ကိုပြီးတော့မနစ်လာအောင်မပြတ်စေအောင်ကိုကိုထိန်းစီခြင်းနဲ့ပေါ့နော်အမကတော့စာဖြတ်လုပ်ငန်းတွေထဲမှာမြန်မာလူငယ်တွေဘလောက်အရေးအတွက်အထိတတွင်ကြဲကြဲဝင်ရောက်လှုပ်ကိုင်နေပြီလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ်လို့တည်တည်ကြဲကြဲမှတ်တမ်းပြုစုတင်တဲ့နိုင်ငံရဲ့အနာဂတ်အတွက်အရေးကြီးတဲ့အချက်တစ်ချက်အဖြစ်ရှိနေပါရဲ့ အရင်တုန်းကကြားဖြတ်မှာဥဆောင်ပြီးတော့အဲလုပ်နေတဲ့သူတွေဒီတရုတ်တို့အိန္ဒိယတို့ကပညာရှင်တွေဖြစ်တယ်။အခုကတော့မြန်မာလူငယ်ပညာရှင်တွေဖြစ်လာတယ်။လူငယ်ပညာရှင်တွေကတယောက်တယောက်ကိုဂိမ်းပေါင်း900ဒီလောက်ရေးနိုင်ကြတယ်။ရေးပြီးတော့ဒီကြားဖြတ်လုပ်ငန်းတွေမှာဝင်ပါလာကြတယ်ပေါ့နော်။ဒါကကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်အင်မတန်မှကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်လာတယ်။ဒါကဒီလိုမျိုးဖြစ်အောင်လေတည်ကြတယ်ဒီစေအုပ်စုက ရွေချက်ရှိရှိနဲ့ကိုရိုက်သွင်းတာအခုဆိုပြည်တွင်းထဲမှာကျွန်တော်တို့အလုတ်ကင်အရန်ရှားပါလာတယ်ဟိုရတဲ့ဟိုဝင်ဝင်နဲ့ပြည်တွင်းထဲမှာဟိုလုံလောက်အောင်ဟိုလေထိုင်စားတော့လို့မရနိုင်တဲ့အခြေအနေတွေမှာဒီလိုကြားဖြတ်လုပ်ငန်းတွေဒီမူရစေဝါလုပ်ငန်းတွေဒါတွေကကြတော့ငွေကိုအလုံးလိုက်ခဲလိုက်ရတယ်ကိုလုံနိုင်ရင်လုံနိုင်တယ်လို့အာငွေဟာငွေဟိုလက်ဖြားမှာငွေတီးတယ်ပေါ့ဗျာဒီလိုဘက်တွေကိုရောက်လာကြတယ်အဲ့တော့အဲ့ဒါကိုအင်မတန်မှကိုဟိုတိုင်းပြည်အတွက် စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်နေတယ်စားဖြတ်လုပ်ငန်းတွေတဲကိုမြန်မာလူငယ်တွေရရှိသွားတာဟာနိုင်ငံရဲ့အနာဂတ်အတွက်အထူးဆိုးရိမ်ရတဲ့အခြေအနေတစ်ရပ်အဖြစ်ရှိနေပါတယ်။စားဖြတ်လုပ်ငန်းတွေတဲကိုလူငယ်တွေရရှိသွားအောင်အထူးကတုံ့ပြန်နေတာကတော့စေအုပ်စုရဲ့စစ်မှုထမ်းဥပဒေပါ။စားဖြတ်လုပ်ငန်းတွေကိုနိုင်ငံတကာကထိထိရရောက်နှိမ်နင်းလာချိန်မှာတော့စားဖြတ်လုပ်ငန်းတွေတဲကမြန်မာလူငယ်တွေရဲ့ဘဝတွေအနာဂတ်တွေဟာမတွေးဝန်စရာအခြေအနေအဖြစ်ရှိနေပါတယ်။ အလုတ်လုတ်ကိုင်းနိုင်စွမ်းမြင်မာတဲ့လူငယ်တွေရဲ့လှုပ်အားတွေဆုတ်ရှုတ်လိုက်ရတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်အခြေအနေဟာလဲစိုးရိမ်စရာအနေအထားဖြစ်ရှိနေပါတယ်